ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ15ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ငှက်သားချိုက်သူလေးများအဖွဲ့ကရဟယင်ပြစ်ချခဲ့တဲ့ဗမော်ရှိတဲ့ရဲဘော်များအတွက်တိတ်တရာလှုပ်ခဲ့တဲ့မင်္ဂလာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ ဗမော်တိုက်ပွဲမှာစစ်ကောင်စီရဲ့ရဟန်းရင်နှစင်းကိုပြစ်ချနိုင်ခဲ့တဲ့ရှေ့တန်းရဲဘော်တွေအတွက်ငှက်သားကြိုက်သူလေးများအဖွဲ့ကလူငွေချက်သိန်းတရာကို KIAC ရုံးချုပ်မှတဆင့်ပေးပို့ခဲ့ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲကိုစစ်ကောင်စီတပ်ကထောက်ပို့ရဟန်းရင်သုံးစင်းနဲ့စစ်လက်နက်အင်အားတွေထောက်ပို့ပေးနေစဉ်မှာ KIA နဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကနှစင်းကိုပြစ်ချဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ ကြောက်ဖြူခမရ943ဝင်းတဲ့အထိအေးအေးလက်နဲ့ကြီးချင်းချောက်လာနေအဆောက်အုံတွေထိမှန်ပျက်စီးခဲ့ပြီးတရင်မှုစင်းရုံတင်ထားရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကြောက်ဖြူခမရ943တရင်တဲ့ကိုအရကတတော်အေးအေးဘက်ကပြစ်ခတ်လိုက်တဲ့လက်နဲ့ကြီးကြီးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးတရင်မှုကိုထိမှန်တန်ရန်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ကြောက်ဖြူမျိုးနဲ့တိုက်ပွဲထဲမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနေ့စဉ်ရှိနေပြီးဇွန်လ23ရက်ညပိုင်းကအရကတတော်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ် ခမရ9လေး3ကတရင်မှုတန်ရရသွားတယ်။သူနေတဲ့နေအိမ်ကိုတည့်တည့်ကြတာပါ။စီးရုံကိုအေးပေါ်ယူသွားရပါတယ်။တခြားအဆောင်အချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်လို့သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ခမရ9လေး3ဟာဂုံးချွင်တိုက်နေတဲ့မှာရှိပြီးအဲ့ဒီအနီးပတ်ဝန်းကျင်ကနေပြစ်ခတ်ခဲ့တဲ့တာဝေးပြစ်လက်နက်ကြီးကြီးထိမှန်ခဲ့တာဖြစ်ပါတယ်။ယခုရက်ပိုင်းမှာမလကျွန်းနဲ့ဂုံးချွင်တိုက်နေအနီးဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အခုကတိုက်ပွဲတွေဖြစ်နေတော့ ဘယ်ကပြည်နေမှန်းတော့မသိတော့ဘူးနေရအစုံကအတံပဲကြားနေရတယ်လို့ဒေတာခန်တွေကဆိုပါတယ်ခမရ၅လီ၃တဲကအထိုင်တက်တွေနဲ့စင့်ရင်အားအစ်စ်တွေဟာမလကျွန်း area တဝိုက်မှာလှုပ်ရှားမှုရှိနေပြီအဲ့ဒီအနီးနားဝင်းကျင်ကြီးရွာတွေကိုစစ်ကြောင်းထိုးနေကြတာဖြစ်ပါတယ်ကြောက်ဖြူမြို့နဲ့တိုက်ပွဲတွေဟာဂုံးချွင်တိုက်နယ်မှာရှိတဲ့အမှတ်30ရစ်တက်ရင်အနီးပြိုင်းစစ်ကီတောင်ကျောတလျှောက်မှာဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ လဲမှာလမ်းမပြီးရောက်လာတဲ့စစ်ကောင်စီတပ်မှတူတက်ချက်တူကိုလက်နက်နဲ့တူဖမ်းဆီးရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းပလဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးနောက်လူစုကွဲပြီးလမ်းမကတော်လန်ရေးတပ်တွေရှိရာကိုရောက်လာတဲ့စစ်ကောင်စီတပ်မှတူတက်ချက်ကိုလက်နက်နဲ့တူဖမ်းဆီးရမိခဲ့တယ်လို့ရင်းမာပင်ခရိုင်အမှတ်၁၂တပ်ရင်းရဲ့တပ်ခွဲမှုကသတင်းဌာနကိုပြောပါတယ်။အင်မတီကြီးရွာကနေကန်တောင်ကြီးရွာကိုစစ်ကူတွားတဲ့စစ်ကြောင်းနဲ့တော်လန်ရေးတပ်ကာကွယ်ရေးတပ်တို့ ဇော်လ9ရက်နေ့မှာတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်တွေဟာထွက်ပြေးဆုတ်ခွာရင်းလူစုကွဲသွားတဲ့ဒုတက်ချက်စိုးဝင်းဟာတောထဲမှာလက်ပြောင်နေခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ဇော်လ10ရက်နေ့မနက်9နာရီလောက်မှာတော့စစ်ကောင်စီတပ်ကဒုတက်ချက်စိုးဝင်းဟာလက်နက်နဲ့အတူရင်းမာပင်ခရိုင်အမှတ်စနစ်တရင်စီကိုလမ်းမပြီးရောက်လာတဲ့အတွက်ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။နေမီမကျွမ်းကျင်မှုတွေရောသူတယောက်တည်းကွဲပြီးတော့တောထဲမှာရောက်လာတယ်။တောထဲမှာရောက်လာတော့ကျွန်တော်တို့အမြဲတမ်းအထိုင်ချကာထားတဲ့ ်ကာကင်းဘက်ကိုမျက်စိလဲလမ်းမပြီးရောက်လာလို့ကျွန်တော်တို့ရဲဘော်လက်ထက်ဖမ်းမိလိုက်တာလို့ရင်းမာပင်ခရိုင်အမှတ်စနစ်တရင်ရဲ့တက်ခွဲမှုကတင်းဌာနကိုပြောပါတယ်ဒုတက်ကျစိုးဝင်ဟာတော်လရင်တက်တွေစီကိုရောက်လာခဲ့ပေမဲ့စစ်ကောင်စီတပ်သားတွေလို့ထင်ပြီးမင်းမြန်သမ ्या ကိုကောင်းကောင်းမွန်မွန်ဖြည့်ဆို့ခဲ့တယ်လို့စစ်တပ်ကအရာရှိတွေကိုဆက်ဆံတဲ့ပုံစံအတိုင်းပြောဆိုပြုမှုတာမျိုးတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်တို့ဖမ်းလိုက်တာကိုသူမသိဘူးရှေ့တန်းကနေနောက်ပြန်ဆုတ်လို့သူ့စက္ကဆအဖွဲ့အစည်းတွေကသူ့ကိုဖမ်းလိုက်တယ်လို့ပဲထင်နေတာ အဲ့ဒါကြောင့်ကျွန်တော်တို့ကိုအဲ့ဒီလိုစကားတွေကောင်းကောင်းမွန်မွန်ပြောနေတာကျွန်တော်တို့ကိုအရာရှိတယောက်ပုံစံမျိုးနဲ့လဲစကားမင်းမြန်းတာတွေပြောဆိုတယ်လို့ရင်းမာပင်ခရိုင် MS နဲ့တရင်ရဲ့တက်ခွဲမှုကဆက်ပြောပါတယ်ဒုတက်ကျဆွေးဝင်းစီကနေ MA11 တလက်အင်နာကဘုံဒီနှလုံးကြည်အတော့နေရာတို့ကိုတင်ဆက်ရရှိခဲ့ပြီးလုံကြုံစိတ်ချရတဲ့တနေရာမှာထိမ့်သိမ့်ထားရှိတယ်လို့ဆိုပါတယ်ဖန်စီထားခြင်းကအဆိုပါဒုတက်ကျဟာတော်လရင်တက်ဖွဲ့စီကိုအလင်းဝင်ရောက်လာတာမျိုးလှုပ်ဆောင်မယ်လို့ပြောဆိုခဲ့ပေမဲ့လည်း စိတ်ချလို့မရတဲ့အတွက်အချင်းဤစောင့်ကြည့်ပြီးဆက်လက်ထိန်းသိမ်းထားမယ်လို့သိရှိရပါတယ်။ကန်တောင်းရွာရေစကန်းကိုတော်လရင်ပူပေါင်းတက်တွေကဇွန်လ၂ရက်နေ့မှာစတင်တိုက်ခိုက်နေတာဖြစ်ပြီးအထိနာနေတဲ့စစ်အုပ်စုဟာလေကြောင်းပစ်ကူတွေတရက်ဆက်လှုပ်ဆောင်နေခဲ့တယ်လို့ဇွန်လ၃ရက်နေ့မှာလည်းစစ်ကောင်စီရဲ့တိုက်လေရင်တစည်းကိုပြည်သူ့လူမျိုးရေးတပ်မတော်ကပြစ်ချခဲ့ပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လုံခြုံရေးတာဝန်ချိန်နောက်ကျမှုနဲ့ ်ပြည်သူစစ်အဖွဲ့ဝင်ပြူစောတီမျိုးအောင်ကိုစက်ကစက်ကရိုက်နှက်ရာမှလက်လွန်တိတ်ဆုံးခဲ့တဲ့တရင်တပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာဘကိုးတိုင်းတဲကုံမျိုးနဲ့အမတ်တီရက်ကွက်ပြည်သူစစ်အဖွဲ့ဝင်ပြူစောတီမျိုးအောင်ကိုဇော်လ23ရက်နေ့မနက်ပိုင်းမှာတာဝန်ချိန်နောက်ကျမှုနဲ့စက်ကစတွေကရိုက်နှက်အပြစ်ပေးရာမှလက်လွန်တိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်တဲကုံမျိုးအမတ်တီရက်ကွက်နေမျိုးအောင်ဟာသူညီနဲ့သူ့ဖခင်ဖြစ်သူတို့ဟာပြူစောတီတွေဖြစ်တယ်လို့သိရှိရပြီးမျိုးအောင်တည်ဆုံးတဲ့အကြောင်းကိုစက္ကဆတွေက ိသားစုထံကိုအကြောင်းကြားလာတာဖြစ်တယ်လို့ဆိုပါတယ်။တဲကုံမြို့နယ်မှာပြည်သူကောက်ွယ်ရေးတပ်တွေကနေမည်စွမမှုကျေပြန့်လာတာတွေမြို့ပေါ်အထိစစ်တပ်တောက်တိုင်တွေကိုရှင်းလင်းနေတာတွေကြောင့်စက္ကဆနဲ့ပြူစောတီတွေကြောက်လန့်နေကြရပြီးလုံခြုံရေးနဲ့ပတ်သက်လို့မကြာခဏအငင်းပွားခိုက်ရန်ဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ဆလပီတင်ဆက်ပေးကြတာကတော့ရက်စော့တင်တန်းကျောင်းမှာ WY နဲ့တခြားမူရစီးများကိုနှိပြများကိုယ်တိုင်စစ်မှုထမ်းတင်တန်းသားတွေထံကိုရောင်းချနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်မြို့မှာရှိတဲ့ဘာတူးစစ်တနင်းကျောင်းမှာ WY အပါအဝင်အခြားသောမူရစ်စည်းဝါးများကိုနီးပြများကိုယ်တိုင်ဖြန့်ဖြူးရောင်းချနေတယ်လို့ဘာတူးစစ်မှုတန်းစင်တနင်းသားတချို့ထံမှသိရှိရပါတယ်။စစ်တပ်ထဲကိုယ်တိုင်စိတ်ပါလို့ဝင်လာတဲ့စစ်မှုတပ်တနင်းသားတချို့နဲ့ပေါင်းပြီးဘာတူးတနင်းကျောင်းမှာတနင်းသားနီးပြတွေကိုယ်တိုင်မူရစ်စည်းဖြန့်ဖြူးပေးနေတဲ့အပြင်မတုံးဆွဲတက်သေးတဲ့တနင်းသားတွေကိုလည်းတုံးဆွဲကြည့်ရမြူဆွဲ ပြောဆိုမှုတွေရှိတယ်လို့သိရှိရပါတယ်။တပ်ထဲကိုပတ်စံရလို့လိုက်လာတဲ့တနင်းသားတွေနဲ့ပေါင်းပြီး အဲ့ဒီကနီးပြတွေကိုယ်တိုင်မူရင်ဆေးတွေဖြတ်နေပါတယ် WY အရက်ကြိုက်တာပြောအကုန်ရတယ်လို့အစိုးရတင်းနှင်းကြောင်းမှတက်ရောက်ခဲ့သူစစ်မှုထမ်းအပတ်စဉ်တစ်စည်တင်းနှင်းတောင်းတူဦးကပြောပါတယ်အစိုးရပါတူတင်းနှင်းကြောင်းအတွင်းမှာမူရင်ဆေးဝါဖြန့်ဖြူတာနဲ့ပတ်သက်ပြီးအလင်းဝင်ပြည်သူစစ်မှုထမ်းအပတ်စဉ်ကတင်းနှင်းစင်တူဦးကလည်းဘာတူတင်းနှင်းမှာကကျွန်တော်တို့တုံးကလည်းအဲ့လိုပဲမူရင်ဆေးတွေဖြန့်ကြတယ်အထက်ကတင်းနှင်းသားတွေထွက်မပြေးအောင်ပျော်သွောင်းအောင်တမင်လုတ်တာမျိုးပေါ့ဒီမှာကလူတဲ့အချိန်တိုင်းဝယ်လို့ရနေတာကိုလို့ဆိုပါတယ် စစ်ကောင်စီတပ်တွင်းမူရစ်စည်းဝါတုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးတင်းနှင်းကြောင်းတွေတာမကရှေတန်းစစ်စင်ရေးနေမြေတွေမှာပေါတရားဝင်ပုံစံတုံးဆွဲမှုတွေရှိနေပြီးတချို့သောအရာရှိတွေကိုယ်တိုင်တုံးဆွဲမှုတွေရှိနေတယ်လို့လဲစစ်တုံးဘန်းနဲ့အလင်းဝင်စစ်သားတွေဘက်ကနေဝန်ခံပြောဆိုမှုတွေရှိနေပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တောင်ကြီးမှာအင်္ဂလိပ်အမည်နဲ့စိုင်းပုတ်များကိုမြန်မာအမည်တို့ပြောင်းခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စိုင်းပုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းဖို့အတွက် စစ်ကောင်စီလက်အောက်ခံတွေကအတိပေးနေတယ်လို့မြို့ခံတွေကဆိုပါတယ်။ဇွန်လ17ရက်နေ့လောက်ကစပြီးစိုင်ကန်းနဲ့ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေကိုအရက်ဝတ်နဲ့လူတွေကလိုက်ပြောနေတာဖြစ်ပြီးအင်္ဂလိပ်နာမည်ကနေမြန်မာနာမည်နဲ့ပြောင်းရမယ်လို့ဆိုပါတယ်။မြို့ခံတယောက်ကတော့တချို့ရက်ကွက်တွေကြတော့စိုင်းဘုတ်ကိုဖြုတ်ချပြီးမြန်မာလို့ပြောင်းခိုင်းတာတချို့ရက်ကွက်ကတော့ငကိုစိုင်းဘုတ်မှာမြန်မာစာနဲ့စတီကာဖောက်ပြီးကတ်လဲရတယ်ပြောတယ်။မလို့ရင်ဘာဖြစ်မယ်လို့ဘာလို့တော့ဘာမှမပြောတော့ဘူး။မပြောင်းရင်ဘာလုပ်မယ်မသိတော့ပြောင်းနေကြရတာပဲလို့ဆိုပါတယ်။ ဆိုင်းဘုတ်တွေပြောင်းလဲဖို့စီပင်ဝင်နှန်းတွေကလိုက်ပြောတာလို့ဒေတာကန်တွေကပြောတယ်လို့စစ်ကောင်စီခန့်အုတ်ချုပ်ရင်ယုံကလိုက်လံပြောဆိုတာလို့လည်းဆိုကြပါတယ်။ရုတ်ခန့်နောက်တစ်ယောက်ကအပခင်မှပဲကြားဘူးတယ်။ရတရာခြေတာလားဘာလားတော့မသိဘူး။ Mountain Star Hotel နာမည်ဆိုရင်တောင်ကျယ်လို့ဖြစ်မှာလားပဲ။ဆိုင်းဘုတ်တော်တော်များများကအင်္ဂလိပ်နာမည်တွေနဲ့လေအဲ့လိုကြတော့ရည်နေရတယ်လို့သူကပြောပါတယ်။လက်ရှိမှာတော့တောင်ကြီးမြို့ပေါ်က D16 မုတ်တိုက်က D16 မုတ်တိုက်အဖြစ်ပြောင်းလဲထားပါတယ်လို့ကြေညာပြီး 711 cafe ကို9.11လို့ပြောင်းလိုက်တာ lucky point ကို lucky point လို့ပြောင်းလိုက်တာ v8 ကို v8 လို့ပြောင်းလဲလိုက်တာတွေတွေ့ရပါတယ်။စိုင်းဘုတ်ပြောင်းလဲပေးရသူတွေကတော့ဘာကြောင့်ပြောင်းရတယ်ဆိုတာကိုရေးရရရမသိကြသေးဘူးလို့ဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့မြန်မာတရုတ်ဆက်ဆံရေးစစ်ကောင်စီစောင်းပါမှာဒေါ်ဆန်းစုကြည်ရဲ့ခီးစဉ်များကိုထင်ချံဖော်ပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မြန်မာတရုတ်ဆက်ဆံရေးအကြောင်းကိုရေးသားထားတဲ့စစ်ကောင်စီဝါဒဖြန့်သတင်းစာဆောင်ပါတပုတ်မှာနှစ်နိုင်ငံအပြန်အလှန်ခီးစဉ်များအကြောင်းရေးသားရာမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့တရုတ်ခီးစဉ်များကိုထင်ချံပြီးရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၈ရက်နေ့မှာကြာရောက်ခဲ့တဲ့နှစ်နိုင်ငံတက်တမန်ဆက်ဆံရေး85နှစ်မြောက်အတွက် KSS လက်ချင်းဆက်၍ရင်းနှီးချစ်ကြည်ခဲ့ကြသောမြန်မာတရုတ်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးခေါင်းစဉ်နဲ့မောင်ကပါရေးသားတဲ့အဆိုပါဆောင်းပါးကို ဇွန်လ10ရက်နေ့တုန်းစစ်ကောင်စီထိန်းချုပ်ကြေးမွန်တရင်ဆောင်မှဖော်ပြခဲ့ပါတယ်။စောင်းပါမှာဝင်ကြီးချုပ်ဦးနုရဲ့တရုတ်ခရီးစဉ်နှစ်နိုင်ငံနယ်ခြားသတ်မှတ်ရေးသဘောတူစာချုပ်ကို1960ပြည့်နှစ်ဇန်နဝါရီလမှာတရုတ်ဝင်ကြီးချုပ်ချူအင်လိုင်းနဲ့အာနာရှင်ပိုချုပ်ကြီးနေဝင်းတို့လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း၂021ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်မြန်မာတရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟာဘတ်စုံမဟာပြူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအထိတိုးမြင့်လာနိုင်ခဲ့ကြောင်းတို့ကိုရေးသားထားပါတယ်။ ထို့ပြင်အာနာသိန်းကာလစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တရုတ်တမရရှီကျင်းဖင်တို့ရုရှားမှာတွေ့ဆုံမှု2024ခုနှစ်နိုဝင်ဘာလစစ်ခေါင်းဆောင်ရဲ့တရုတ်ခရီးစဉ်နှစ်နိုင်ငံတတမန်ဆက်ဆံရေး85နှစ်မြောက်အထိမ်းအမှတ်တဝန်လွှာအပြန်အလှန်ပေးပို့မှုများကိုအခြေတဝင့်ရေးသားဖော်ပြထားပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အနေနဲ့2016ခုနှစ်ဩဂတ်လ2019ခုနှစ်မေလနဲ့နှစ်ကုန်ပိုင်း2019ခုနှစ်ဧပြီလတို့မှာ တရုတ်နိုင်ငံကိုနိုင်ငံတော်အဆင့်ခရီးစဉ်အလို့တဘောခရီးစဉ်ရပ်ဝန်းနဲ့ပိုလန်မှစီမံကိန်းဖိုရန်တက်ရောက်ရန်တို့အတွက်တွားရောက်ခဲ့ပူပါတယ်။သို့တော်စစ်ကောင်စီရဲ့စောင်းပါကတော့အဆိုပါခရီးစဉ်များကိုချန်လက်ထားပြီးတရုတ်သမ္မတရှီကျင့်ဖင်ဟာ2020ပြည့်နှစ်မှာမြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးစဉ်လာရောက်လည်ပတ်ခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာတွေ့ကိုထက်မှန်ဖွင့်လှစ်နိုင်ခဲ့တဲ့လို့သာရေးသားဖော်ပြခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအာနာသိမ့်ပြီးနောက်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဦးဆောင်တဲ့စစ်ကောင်စီက ဒေါ်စန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များပါတီဝင်များကိုဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်ပါတယ်။ဒေါ်စန်းစုကြည်ကိုလည်းစစ်ကောင်စီကအမှုပေါင်း16မှုနဲ့ဆွတ်ဆွဲခဲ့ပြီးလက်ရှိမှာထောင်ဒဏ်28နှစ်ချမှတ်ထားပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့2022ခုနှစ်ဇွန်လမှာဒေါ်စန်းစုကြည်ကိုလျှို့ဝှက်ထိန်းသိမ်းထားတဲ့နေရာတစ်ခုမှာနေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်2022ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းမှာစက၎င်းရဲ့ရှိနေများနဲ့ပါတွဲခွင့်မပေးတော့ဘဲပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ထားပါတယ်။ လက်ရှိမှာစစ်ကောင်စီနဲ့တရုတ်ကြားဆက်ဆံရေးဟာပုံမတိုးတက်လာခဲ့ပြီးပြီးခဲ့တဲ့နိုင်ငံတတမန်ဆက်ဆံရေး85နှစ်မြောက်ထိမ့်မတ်နေ့မှာလဲစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့အကြောင်းတဝန်တော်များအပြန်အလှန်ပြပုတ်ခဲ့ကြပါတယ်စစ်ကောင်စီကမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထံကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းရှိုးမြို့ကိုလည်းတရုတ်အကူအညီနဲ့ပြန်လည်ရယူထားပြီးကြံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချုပ်ကိုလည်းတိုက်ပွဲများရည်ရည် စစ်ကောင်စီနဲ့ဆွေးနွေးရန်တရုတ်ကဖိအားပေးမှုများပြုလုပ်လျက်ရှိနေပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အစ္စရေးအီရန်နိုင်ငံစစ်ပွဲကြောင့်အစ္စရေးရောက်မြန်မာစိုက်ပျိုးရေးတင်းနှန်းသားအလုံတမများပါစစ်ပီးကြုံနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအစ္စရေးအီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ပြစ်ခတ်မှုစစ်ပွဲကြောင့်အစ္စရေးရောက်မြန်မာစိုက်ပျိုးရေးတင်းနှန်းသားအလုံတမများပါစစ်ပီးကြုံဒုက္ခရောက်နေပြီးမြန်မာနိုင်ငံပြန်ရည်လင့်မလွယ်ကူကြောင်းအစ္စရေးရောက်မြန်မာအလုံတမတချို့ကဆိုပါတယ်ဇွန်လ7ရက်နေ့မှာ အစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်ရရှိရေးကြိုးစားမှုအနေနဲ့ဒုံးကျည်များနဲ့အီရန်နိုင်ငံကိုစတင်တိုက်ခတ်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုအတွင်းအီရန်စစ်တပ်ရဲ့အစစ်မြစ်ဗိုလ်ချုပ်ကြီးအနည်းဆုံး3ဦးနဲ့နျူကလ িয়ার သိပ်ပံပညာရှင်6ဦးတို့တေဆုံးခဲ့ကြောင်းအဲ့ဒီနောက်အီရန်ကလည်းအစ္စရေးကိုဒုံးကျည်ရာပေါင်းများစွာနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးယနေ့ဇွန်လ14ရက်နေ့အထိစစ်ရေးအခြေအနေများတင်းမာနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။အလုပ်တွေအကုန်ရပ်သွားပြီးအစ္စရေးတနိုင်ငံလုံးလဲအရေးပေါ်အခြေအနေကြီးညာထားတယ်။ ဒုံးကြီးတွေကတော့ကောင်းကင်မှာမြင်နေရတယ်။ပောက်ကွဲတန်တွေလည်းကြားနေရတယ်။အရေးပေါ်အချက်ပေးတန်တွေလည်းမကြမကြကြားနေရတယ်။မြန်မာပြည်ပြန်လို့လည်းမရဘူး။လေစိတ်တွေအလုံးကပိတ်ထားတယ်။အလို့ရှင်ကတော့အိမ်မှာပဲနေဖို့နဲ့စားနဲ့ရိတ်ခါရေစေးဝါးတွေစုဆောင်းထားဖို့အရင်စစ်ပြင်းထန်လာရင်ဘုံခုကျင်းတွေတွားဖို့အတိပေးထားတယ်။ကိုယ်နိုင်ငံပြန်လို့ရရင်တော့စစ်ဘေးကကြုံရမှာပဲ။အစ္စရေးမှာလည်းစစ်ဘေးကမလွတ်ဘူး။ဒီလိုပဲစောင့်ကြည့်ရမှာပဲလို့အစ္စရေးရောက်မြန်မာစိုက်ပျိုးရေးတင်နန်းသားအလို့သမားကရှင်းပြပါဗျာ။ အစ္စရေးနိုင်ငံမှာရှိတဲ့စိုက်ပျိုးရေးတင်တဲ့ကျောင်းများဖြစ်ကြတဲ့ Desert Agro Research Center AICAD The Ramat Nagaf အပါအဝင်ကျောင်းများမှာထိုင်းမြန်မာအပါအဝင်အာရှနိုင်ငံများအလို့သမားတင်တဲ့သားများတက်ရောက်နေကြပြီးစိုက်ပျိုးရေးခြံများမှာအလို့လုတ်ကင်နေကြကြောင်းမြန်မာစိုက်ပျိုးရေးတင်တဲ့သားများမှာစစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကအစ္စရေးနိုင်ငံမှာရောက်ရှိအလို့လုတ်ကင်နေကြခြင်းဖြစ်ကြောင်းအစ္စရေးရောက်မြန်မာအလို့သမားကပြောဆိုပါတယ်အစ္စရေးနိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက် မည်သည့်အချိန်ကာလအထိစစ်ပွဲပြင်းထန်မှာကိုမသိရှိရကြောင်းစစ်ပွဲကာလကြာရှည်လင်းမြန်မာစိုက်ပျိုးရေးတင်နန်းသားအများစုအခက်ခဲများကြုံလာနိုင်ကြောင်းကိုသိရှိရပါတယ်အခုတော့အလုတ်ရှင်ကလစာဆယ်ရက်ကျုပ်ပေးတဲ့ရိတ်ခါဝယ်ဖို့လို့ရေရှည်အလုတ်တွက်လဲနားထားရမယ်ပြစ်ခတ် တာတွေလက်နဲ့ကြီးကြတာတွေများလာရင်တော့ဗာဆက်လုတ်ရမလဲမသိသေးဘူးကျွန်တော်တို့တွေမဟုတ်ဘူးထိုင်းတွေလည်းဒီမှာတော်တော်များတယ်ထိုင်းတွေလည်းကျွန်တော်တို့နဲ့အတူရှိနေကြတယ်သူတို့လည်းပြန်လို့မရဘူးပြိမိနေကြတာလို့မြန်မာစိုက်ပျိုးရေးတင်နန်းသားအလုတ်သမားကဆိုပါတယ် မြန်မာစိုက်ပျိုးရေးတင်းနှံသောအများစုဟာရေးစစ်စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆရာအများစုဖြစ်ပြီးအစ္စရေးမှာမြန်မာအလို့သမားရာပေါင်းများစွာရှိနိုင်တယ်လို့အစ္စရေးရောက်မြန်မာအလို့သမားတချို့ကခံမှန်းပြောဆိုပါတယ်။အစ္စရေးနဲ့အီရန်ကြားတိုက်ခိုက်မှုများအပြန်အလှန်ဖြစ်ပေါ်နေခြင်းနှစ်နိုင်ငံလုံးကအမြင့်ဖြတ်ချေမှုန်းရေးလုပ်မယ်လို့တစ်ဖက်နဲ့တစ်ဖက်ထုတ်ပြန်ကြေညာနေကြကြောင်းကိုနိုင်ငံတကာသတင်းဌာနများမှဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။